။ PDF ထောက်ဖို့များတဲ့ထိုင်းနိုင်ငံကဖုန်းနံပါတ်တွေနဲ့ KB 3ဆွဲခွေပိတ်တော့မယ်ဆိုတဲ့သတင်းတစ်ခုလူမှုကွန်ရက်မှာပြန့်နှံ့နေပါတယ်။ MTN News ဆိုတဲ့သတင်း website တစ်ခုကနေမတ်လ16ရက်နေ့မှာ KBZB ကပြည်ပဖုန်းနံပါတ်များဖြင့်3ဆွဲခွေမရှိတော့တယ်လို့ PDF ထောက်ဖို့များသောထိုင်းနိုင်ငံမှာဖုန်းနံပါတ်များဖြင့်3ဆွဲမှုကိုလည်းယနေ့စတင်ရက်ဆိုင်ဆိုတဲ့သတင်းကောင်းစင်နဲ့ရေးသားဖော်ပြထားပါတယ်။တဲ့င်းထဲမှာလေ PDF ထောက်ဖို့များတဲ့ထိုင်းဖုန်းနံပါတ်တွေလို့ပြောဆိုထားတာကိုတွေ့ရပါတယ်ဒီအကြောင်းကို Telegram Channel နဲ့ Group 39ခုမှာပြန့်နှံ့နေပါတယ် မင်းစီမကဒီကြောင်းရံနဲ့ပတ်သက်ပြီးချက်လက်စစ်ဆေးခဲ့ပါတယ်။ KBZ ပေးကနေမလ၁၈ရက်နေ့မှာသုံးဆွဲသူအချို့ကိုအတိပေးအကြောင်းကြားခြင်းဆိုပြီးစာတစောင်ပို့ခဲ့ပါတယ်။စာပါအကြောင်းရံကတော့ထိုင်းဖုန်းနံပါတ်တွေဖြစ်တဲ့ +66 ဖုန်းနံပါတ်နဲ့အသုံးပြုနေတဲ့အကောင့်ကိုမူဝါဒပြောင်းလဲမှုတွေကြောင်းမြန်မာဖုန်းနံပါတ်နဲ့ပြောင်းလဲပြီးပြန်လည်အသုံးပြုဖို့အတွက်ရေးသားထားပါတယ်။ဒီထုတ်ပြန်ချက်တွေမှာ PDF ထောက်ပို့တွေရှိနေလို့ထိုင်းဖုန်းနံပါတ်နဲ့အကောင့်တွေကိုပိတ်တယ်လို့မပါရှိပါဘူး။မင်းစီမကနေ KBZ ပေးကိုမေးကတဲ့စင်ဆက်တွေ့မေးမြန်းတဲ့အခါမှာ လက်ရှိမူဝါဒပြောင်းလဲမှုများအရာ KVZB အကောင့်ကပြည်ရင်းဖုန်းနံပါတ်ဖြစ်တာအသုံးပြုနိုင်တော့မှာဖြစ်သည့်အတွက်လူချင်းမင်းနေဖြင့် KVZB မှာအသုံးပြုနေသောပြည်ပဖုန်းနံပါတ်အားပြည်ရင်းဖုန်းနံပါတ်တစ်ခုခုနဲ့ပြောင်းလဲအသုံးပြုပေးရန်လိုအပ်ပါသည်လို့ဖြေပါတယ်။ခုလိုပိတ်ပင်မှုဟာမူဝါဒပြောင်းလဲကြောင့်ဖြစ်ပြီး PDF ထောက်ဖို့ရကြောင်မဟုတ်တာကိုတွေ့ရပါတယ်။ MD News ရဲ့ရေးသားဖော်ပြမှုဟာထိုင်းဖုန်းနံပါတ်နဲ့ KBZB ဖွင့်ထားသူတိုင်းကို PDF ထောက်ပို့တွေလို့ပြောဆိုထားတာပဲဖြစ်ပါတယ်။ဒါကြောင့် PDF ထောက်ပို့များတဲ့ထိုင်းနိုင်ငံကဖုန်းနံပါတ်တွေကို KB ကနေသုံးဆက်ခွင့်ပိတ်တော့မယ်ဆိုတဲ့သတင်းဟာသတင်းအမှတ်ပေါ်ခြေခံပြီးအချက်အလက်များတွေထည့်သွင်းပြီးလိုရာဆွဲပြီးဖန်တီးထားတဲ့သတင်းအမှားပဲဖြစ်ပါတယ်။လက်ရှိမြန်မာနိုင်ငံချင်းနေရပြည်တွင်းထဲမှာနေထိုင်လို့အဆင်မပြေတဲ့ပြည်သူတွေအထူးသဖြင့်လူငယ်တွေဟာတခြားအိမ်နေချင်းနိုင်ငံတွေအပါအဝင်ထိုင်းနိုင်ငံကိုပြောင်းရွှေ့နေထိုင်နေကြပါတယ်။ ။မြေစီမကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်းစစ်စစ်စစ်ရတဲ့တင်းတွေရှိခဲ့ရင်မြေစီမကိုပေးပို့လို့ရပါတယ်။ပေးပို့မယ်ဆိုရင်တော့ t.ly/agfpz ဆိုတဲ့ link ကိုရိုက်ထည့်ပြီးစစ်ဆေးစီခြင်းတဲ့တင် အကြောင်းအရာကို link နဲ့တကွာပေးပို့ပေးပို့မြစ်တာရက်ခံအပ်ပါတယ်။လူအသောမီဒီယာကိုဆက်လက်ရည်တည်ခံဖို့ပရိသတ်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizima TV YouTube Channel မှာမမဝီပေးခြင်းဖြင့်ဦးနှိုင်းကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါစေ။